ရတော့ဒါတမီးလေးရွှေဒီဖိုးသေးတို့ရောဒီတမီးလေးတွေရောအားလုံးပညာသင်ကြားပေးနေတဲ့ဒီ comment ဆိုင်အကြောင်းရဲ့ကျွန်တော်တို့ဒီစုံညီပွဲတော်မှာဒီအငိမ်ငန်းလေးနဲ့တမီးကပြရတယ်။ဒီကတမီးငယ်လေးတွေကတော့ original အနေနဲ့ဝယ်ပြီးတော့ဖျော်ဖြေတင်ဆက်ရတာဖြစ်ပါတယ်။အဲ့ဒါကဖိုးလို့ဘဝညတာလေဒိုးဒီပါဘာလို့ပြောရလဲဖြစ်တယ်ဒီနေ့တည်းရရှက်ဒီကလေးတွေကိုဒီ evolution ဝတ်စုံနဲ့မြင်တဲ့အခါကျတော့ကိုယ်ကလည်း evolution ဖြစ်တဲ့အတွက်ကြောင့်ဟိုတကယ်ပီတိဖြစ်ပီတိလည်းဖြစ်ရပါတယ် သူတို့လည်းပထမတည်းကမေးတယ်သမီးလေးတို့ဟိုလူလူရှင်တော်လို့ကားမှာသမီးလေးတို့အစင်ရောပြေပါပြေပါတယ်သမီးတို့လည်းဟာသာပြောရတာဝါသနာပါတယ်ပေါ့အဲ့လိုမျိုးအဲသူတို့မေးဆန်းပြီးတော့မှလောက်ရတယ်ဆိုတော့သူတို့ကိုယ်တိုင်လည်းပြေပြေပါပါနဲ့ဟိုလှုပ်ဆောင်ကြတာပေါ့ဆိုတော့ PD ဖြစ်ရပါတယ် းကတော့ဒါတမီးလေးရွှေဒီဖိုးတဲတွေရောဒီတမီးလေးတွေရောအားလုံးပညာသင်ကြားပေးနေတဲ့ဒီကောင်းမြတ်တာပေါ့နော်ဟောကောင်းမြတ်တာအကြောင်းရဲ့ကျွန်တော်တို့ဒီစုံကြီးပွဲတော်မှာဒီအငိမ်ငန်းလေးနဲ့တမီးကပြရတယ်။ဒီကတမီးငယ်လေးတွေကတော့လူရှင်တော်အနေနဲ့ဝင်ပြီးတော့ဖြောပြတင်ဆက်ရတာဖြစ်ပါတယ်။အဲမော်ဒီကြောင်းထဲမှာပဲတငယ်ချင်းတွေပေါ့အခန်းချင်းမတူကြအောင်အတန်းချင်းတူတယ် จับจับไปแม่เรายิ้มออกมาถ้าเราไม่หมดแม่เนี่ยไอ้หลูใส่หลูชาอยู่ตะมี้ตะมี้ก็ยีคงเนี่ยเล็ดเนี่ยเราอีตะมี้อ่ะบ่เลยผิดเลยရလာကြအေးမယ်ဒီကောင်ပါသူကတော့ဒီတိတ်တက်အများကြီးနဲ့ဖြောပေးရတာဒါပထမအုံးဆုံးဆိုတော့သူတို့နည်းနည်းတော့ကြောက်တာပေါ့ကြောက်တော့ကိုကအားပေးရတော့သူမကြောက်နဲ့အားသူ ဟိုနေ့ဖြစ်နေပြီပေါ့เนาะရင်းရင်းထိတ်တုံးနေပြီပါညာအဲ့လိုမျိုးတွေဖြစ်တာပေါ့ဒါတော့သူတို့အားပေးရတော့အဲ့တော့အောက်ကပြည့်တက်ကိုလည်းဟိုဘာမှအာရုံမထားနဲ့ကိုယ့်အလုပ်ကိုပဲကိုယူဆပြီးလုပ်ဆိုပြီးတော့သူတို့မှားလိုက်တာပေါ့အခုကပေါင်နေလည်းပူရဲလက်တွေလည်းပူရဲခေါင်းလည်းပူရဲအခုစေဖို့မှာတော့အကောင်းဆုံးလုပ်နိုင်ခဲ့တာပေါ့ဟုတ်ပါဘူးစေဖို့မှာရတော့ခေါင်းတွေကန်တယ်ကိုယ့်ကိုပြောပြောတာပဲ ုပ်ဆရာရှိရပဲလောက်ခေါင်းကရတူတမ်းစာ။ဟုတ်။ခေါင်းကရတယ်လည်းဂိမ်းဆိုင်ပဲလောက်ဆရာရှိရပဲလွတ်လိုက်တာပေါ့။ဒီ TikTok တွေပါဒီဟာသားတွေပါဒီကြည့်ဘူးလားတဲ့။ဟုတ်တော့ဘူး။ဒီတော့မှာဟာသားရကြည့်ဘူးလေဒိုပေါ့တို့ရှေ့ပါဆရာဖိုတဲ့လူတွေကြည့်ဘူး။ဩဟာသားရဩအေး။ဒါကအကုန်လိုက်လားရှင်။နင်းသမီးလေးရခေါ်တော့ဘိုးကတခြင်းလေးနဲ့ပြန်လူပြရမှာပေါ့။လူဆိုရရင်ကျေမှုရှိရတယ်။မင်းနှလုံးဖိုးလို့ဘိုးက ထိုးသီးပါတယ်မိို့တို့ကနှလုံးထွက်လို့ပြောတယ်မြင်ရှိတယ်ဒီမဲ့တည်းကရှန့်နေတယ်အချိန်ရတော့ညီလေးဟွာပေါ့ကို9ချိန်10ချိန်လောက်ပေါ့အနည်းဆုံးရှိမှတင်တယ်အချောင်းကိုတော်တော်ပြီးတော့လေပထမအဆုံးတို့ပြေလုံးဖိန်လေးချတာပေါ့ဟိုဟာဆရာအချိန်ကဘယ်လောက်ပဲရမယ်တော့ဆိုတော့ပြေလုံးလေးကိုဒီဂွေနဲ့လှုပ်လို့မရတဲ့ခါကျတော့ပြေလုံးလေးကိုသွားပြီးတော့အငိမ့်ရလေအထွက်တို့အထွက်တပုတ်တို့ဝလက်တပုတ်အသိန်းတပုတ်တို့မပါဘူးလေတပုတ်တည်းပဲကမှရမယ်ဆိုတော့ပရိသတ်ကိုခုံးတော့လည်းမဆိုတော့ဘူးပရိကန်လေးပြောပြီးတော့ ဟာတာဟာတာလေးပြောပြောပြီးတော့မင်းသမီးထုတ်ရတာဆိုတော့အဲ့ဒီဟာပေါ့ကိုယ့်ကိုပြန်ဆင်ရတာပေါ့ဒီအဓိကပြလုံးကတော့ Facebook ရဲ့ဆိုချိုးတွေ Viber ရဲ့ဆိုချိုးတွေနောက်ပြီးတော့ဒီဆရာဆရာမတွေရဲ့ဖြစ်နေတဲ့ဘဝတွေကိုဟာတာဖြစ်နေမိမောင်းထုတ်ပြလိုက်တာပေါ့အာဒီကလေးလေးကိုဒီ evolutionary ဝတ်စုံနဲ့မြင်တဲ့ခါကျတော့ကိုယ်ကလည်း evolutionary ဖြစ်တဲ့အတွက်ကြောင့်အော်တကယ် PD ဖြစ် PD လည်းဖြစ်ရပါတယ်သူတို့လည်းပထမတည်းကမေးတယ်သမီးလေးတို့ဟိုလူလူရှင်တော်လို့ကရမှာသမီးလေးတို့အစင်ရောပြေပါပြေပါတယ်သမီးတို့လည်း ဟာသာပြောရတာဝါသနာပါတယ်ပေါ့အဲ့လိုမျိုးအဲသူတို့မေးဆန်းပြီးတော့မှလောက်ရတာဆိုတော့သူတို့ကိုယ်တိုင်လည်းပြောပြောပပနဲ့ဟိုလှုပ်ဆောင်ကြတာပေါ့ဆိုတော့ PD ဖြစ်ရပါတယ်ဘာဖြစ်ဖြစ်ဒီလိုလူရှင်တော်ဝတ်ဆောင်လို့နေမြင်တဲ့ခါမှာဩနောက်ထပ်နောက်ထပ် music တစ်တွေပေါ့မျိုးသမီးလူရှင်တော်ဆိုတော့ဒါတော်တော်စင်မှာဖြောပြေးတစ်ခုအတွက်ပေါ့နော်အဲသမီးလေးတို့ကိုဖြောပြေးခိုင်းတာပေါ့နောက်ပိုင်းနောက်ပိုင်းဒီအကြောင်းတွေအကြောင်းတွေကနေပြီးတော့တကယ်ကိုဟာသာဝါသနာပါတဲ့လူငယ်တွေရွေးချယ်ပြီးတော့အဲ့လိုအငိမ့်အဖွဲလေးတွေအငိမ့်အဖွဲလေးတွေကို ဝေးထုတ်ပေးဖို့အတွက်ရည်ရွယ်ချက်ရှိပါတယ်ဒါဆရာလေးနဲ့ပေါင်းပြီးတော့ပေါ့လေတိုင်ပင်ပြီးတော့တမီးရတော့ model ကြည့်လို့ရှင် super model ဖြစ်ချင်ပါတယ်မိဟိုရရပတ်စံတွေကိုလည်းအမေမိဘတွေကိုအမှပါသမီးကတော့ကြီးလိုက်ရင်ဒီဇိုင်နာပဲလုပ်ချင်ပါတယ်။အော်ဒီဇိုင်နာလုပ်မှာ။ဒီဇိုင်နာဖြစ်ရင်ငါ့အင်ဂျီတွေပဲချုပ်ပေးဦးမယ်။အားလုံးကျေးဇူးပါ။အားလုံးကျေးဇူးတင်ပါတယ်။အမားပါတော့ရှိရင်လည်းခွင့်လို့ပေးပါ။အားလုံးကျေးဇူးတင်ပါတယ်နော်။ အဲသူတို့တွေအနုပညာလောကတွေရောက်လို့ရှိရင်လည်းအားပေးကြပါအောင်လို့ဖိတ်ဖိတ်ခေါ်ခြင်းပါဗျာ